အားသာဝါလာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမေလ15ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျောင်းတူတူကကြည့်လိုက်ရအောင် ပထမဆုံးတွင်တစ်ပုဒ်ကိုတော့အက်ဒွာဒိုဟတ်ကဖော်ပြထားတဲ့အာဆင်နယ်အသင်းတွင်ကတိုက်စစ်မှုရွေးချယ်တဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားမှာပါလက်ရှိအချိန်မှာအာဇာဒရိုက်တာတဲ့အန်ဒရီပါတာနဲ့အာဆင်နယ်ရဲ့နီးပြချုပ်မီခေးအိုက်တာကြားထဲမှာတိုက်စစ်မှုရွေးချယ်ရတဲ့ပတ်သက်ပြီးတော့ဝိဝါဒကွဲပြားမှုတွေရှိနေတယ်အန်ဒရီပါတာကကြတော့ဗက်တာယောဂရက်ကိုကြိုက်တယ်။နီးပြမီခေးအိုက်တာကကြတော့အလက်ဇန္ဒားအစ်ဆက်ကိုရရင်ခေါ်ခြင်းတယ်။အကယ်၍ဈေးတန်းမမီခဲ့ရင်ပလန်ဘီအနေနဲ့ဘန်ဂျမင်ဆက်စကိုကိုသူကခေါ်ခြင်းတယ်။ အဲ့တော့တိုက်စစ်မှု3ဦးကတော့လက်ရှိအာဆင်နယ်ရဲ့ဈေးကွက်ထဲမှာတော့ရှိနေပါဘောလေဒါပေမဲ့ဒီ3ဦးမှာနီးပြခေါ်ခြင်းနဲ့ကစားသမားနဲ့အာဆရိတာခေါ်ခြင်းနဲ့ကစားသမားကြားထဲမှာကွာဟားချက်လေးရှိရဒါကအန်နီယယ်ဖျက်အပ်လုပ်တဲ့အထိစီလုံးမှုပြပြားလုပ်တဲ့အနေထားတော့မဟုတ်ဘူးဒီပိုင်းနဲ့ပတ်သက်ပြီးသူတို့အချင်းချင်းညှို့သွားဖို့တော့ရှိရပါဘောလေအရင်တော့ကျွန်တော်တို့ရဲ့အာဆရိတာဒီအီဒူကက်စပါတော့ကကြတော့ အိုက်တာနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့အတွက်တချို့ပိုင်းတွေမှာအိုက်တာရဲ့တခွန်းနဲ့နေပြီးသွားတာရှိတယ်။နောက်ပိုင်းမှာအိုက်တာရဲ့ပါဝင်ပတ်သက်လာမှုလုတ်ပိုင်ခွင့်နဲ့အရန်ကြီးမားလာတဲ့နောက်မှာတော့အီဒူကက်စပါကအသင်းရနေပြီးတော့ထွက်ခွာသွားခဲ့တယ်။အခြားကမ်းလှမ်းမှုကောင်းတွေရှိတာတပိုင်းပေါ့လေ။ဒီမှာသူမပြောတော့တဲ့ပုံစံပဲ။ဒါပေမဲ့အန်ဒရီပါတာလိုမျိုးဒီအာဆာရိတာလောကမှာနေရာတစ်ခုရပြီးတော့အတွေ့အကြုံရင့် ပုံကိုတယောက်ရောက်လာတဲ့အခါမှာတော့အိုက်တာရဲ့ပုံဝင်ပတ်သက်မှုကတဖြည်းဖြည်းရိုးရွားလာတာတွေ့ရတယ်အမေရိကန်တော့အာဇာတိုက်တာရိုးကကြတော့ဒီကစားသမားတွေတက်တန်းတိုးတဲ့အပိုင်းရဲ့ကစားသမားခေါ်တဲ့အပိုင်းရဲ့မှာတကယ် final decision ပဲတစ်ဖက်ကကြတော့ဒီအိုက်တာကကြတော့ကစားသမားတွေကိုကွင်းထဲမှာစီစဉ်ညွှန်ကြားတာဒါပေမဲ့အသင်းပိုင်ရှင်နဲ့အိုက်တာကကြားကရင်းနှီးမှုကတော်တော်လေးခိုင်မာတာဖြစ်တဲ့အတွက်အချို့ decision making တွေမှာတော့အိုက်တာရဲ့ power က အတိုင်းနဲ့တစ်ခုထိတက်ရောက်နေကြတာပေါ့လေဒါပေမဲ့ entry pattern လက်ထက်မှာတော့ဒီအပိုင်းမှာတော့နှစ်ဦးနှစ်ဖက်ဆွေးနွေးညင်းခွာတဲ့အပိုင်းနေရှိရဲအဲ့တော့ကျွန်တော်ထင်တာတော့ E2 Gaspar ထွက်ခွာသွားပြီးနောက်ပိုင်းမှာ entry pattern လက်ထက်မှာတော့ကစားသမားအပြောင်းရွှေ့တွေကိုခက်ဆစ်စိတ်မြင်လာဖို့ရှိတယ်အခုဆိုလို့ရှိရင်ခေါ်ရခတ်ပါဆိုတဲ့ Martin Zuman နဲ့ Arsenal ကြားထဲမှာ Hewi ကိုဖျက်သွားခဲ့ပြီးကစားသမားလည်းຫນွေမှာအစောဆုံးရောက်လာမယ်နောက်ထပ်တစ်ယောက်ဖြစ်ဒုတိယခြေလှမ်းအဖြစ်တိုက်စစ်မှုပိုင်းမှာလည်း Victor Yogret ကို Arsenal ကတော်တော်လေးဆွေးနွေးမှုတွေလုပ်ခဲ့ပြီးတချို့ report တွေကပေါ်ပြပါဗောလေ ပေါ်တူဂီဘက်ကတည်င်းနေရဆိုလို့ရှိရင်တော့ဒီကစားသမားကိုပေါင်တန်း60နောက်ဆိုလို့ရှိရင်သူတို့လက်လွတ်ပေးမယ်ဆိုတဲ့သဘောမျိုးအာဆင်နယ်ကဘလောက်နဲ့ကမ်းလန်းထားပါဆိုတဲ့သဘောမျိုးတပတ်ပေါင်2သိန်းနဲ့9နှစ်စာချုပ်ချုပ်မယ်ဆိုတဲ့သဘောမျိုးတွေရေးသားကြတွေ့တယ်။တကယ်တကယ်တော့ official ကမ်းလန်းမှုတော့မလုပ်ရသေးဘူး။အဲဆိုအန်ဒရီဘာတာအရန်ကြိုက်တဲ့တိုက်စစ်မှုပဲရောက်လာမလား။အိုက်တာလိုချင်တဲ့ Eset တို့ Benjamin Sesko လို့ရောက်လာမလားကျွန်တော်စောင့်ကြည့်ရအောင်ပါဗောလေ။အဲလိုဆိုတော့ Data Yoga ကတော့အသက်26နှစ်ရှိပြီ။ ဆက်စကိုက22နှစ်အလက်ဇန္ဒားအီဆက်က25နှစ်အသက်တွေကတော့မတိမ်မြိမ့်ပဲဘန်ဂျမင်ဆက်စကိုကတော့အသက်အငယ်ဆုံးပေါ့လေဒီနေရာမှာပီတာယောဂရက်ကပေါင်တန်း60လောက်နဲ့ဆိုရနိုင်တယ်ပေါင်တန်း80လောက်ဆိုရင်ဘန်ဂျမင်ဆက်စကိုကိုရနိုင်တယ်နောက်တစ်တယောက်ဖြစ်တဲ့အလက်ဇန္ဒားအီဆက်ကတော့ပေါင်တန်း120နဲ့150ကြာကျနိုင်တယ် အကြိမ်များအဲ့ပမာဏကိုအာဆင်နယ်ကိုသွားပြီးပြိမယ်ဆိုတော့မှနျူကာဆယ်တို့ကချန်ပီယံလိဝဝင်အခြေအနေကောင်းနေတာဖြစ်တဲ့အတွက် not for see လို့ပြန်ပြီးတုံ့ပြန်လာနေတယ်။အဲ့အတွက်လည်းအိုက်တာက plan B နေနဲ့ Benjamin Sesko ကိုထားတာပေါ့လေ။ဒီကစားသမား3ဦးရဲ့ twin goal တွေကြည့်မယ်ဆိုရင်တော့ Victor Yorker က46ဝဲ Portuguese မှာကစားထားတယ်။52ဂိုးသွင်းပြီးတော့10လုံးဖိုင်ထားတယ်။ ဘာဂျမင်ဆက်စကိုကတော့ဒါဂျာမန်ဘွန်ဒလီကာမှာ44ပွဲကစားထားတယ်။22ဂိုးသွင်းပြီးတော့6လုံးဖိုင်ထားတယ်။အလက်ဇန္ဒာအီဆက်ကတော့ပရီးမီးယားလိမှာ41ပွဲကစားထားတယ်။28ဂိုးသွင်းပြီးတော့6လုံးဖိုင်ထားတယ်။အာရီတာရဲ့သဘောကျဆုံးကတော့အီဆက်ပဲ။ဒါဗီမစ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဆိုင်မွန်ကောလင်းကဖော်ပြထားတာ။ ဒါကတော့သောမတ်ပါတီနဲ့ပတ်သက်ပြီးဖော်ပြထားပါလေ။ Sorry ဘက်ကကလပ်တီကမမောလောက်ဖွဲ့ရလောက်ခလာစာရဲ့ကစားသမားရဲ့လက်မှတ်ထိုးကြီးရဲ့ပေးမဲ့ဆိုလို့ရှိရင်တော့မှသောမတ်ပါတီကအဲ့ဒါတွေကိုညင်းပယ်သွားပြီးတော့ဥရောပမှာပဲဆက်ပြီးနေချင်တယ်။အထူးသဖြင့်အာဆင်နယ်နဲ့ပဲတက်တန်းတိုးချင်တယ်ဆိုပြီးတော့ Simon Collin ကဖော်ပြသွားတယ်။အဲ့ဒီအတွက်သောမတ်ပါတီနဲ့အာဆင်နယ်ကြားကဆွေးနွေးမှုတွေကလည်းခက်မြမြလှုပ်ဆောင်နေပြီးတော့ပါတီကတော့ဆောက်တတန်းအသင်းနဲ့ကံမဲ့ပရီးမီးယားလိပွဲတင်38မတိုင်မီအချိန်တွေတခုကိုကွဲပြားသိချင်တယ်ဆိုပြီးတော့ report တွေကရေးသားထားတယ်။အဲ့လို့ဆိုအာဆင်နယ်နဲ့ ောမက်ပါတီဂျာကစာချုပ်အခြေအနေကဂျွန်30ဆိုရင်ပြီးပြီဂျွန်30ဆိုရင်ပါတီကိုအာဆင်နယ်မပိုင်တော့လို့အာဆင်နယ်စီမှာလည်းပါတီဆက်နေစရာအကြောင်းမရှိတော့ဘူးဒါပေမဲ့အဲ့ဒီမတိုင်မှာသာတက်တန်းတိုးနိုင်ခဲ့မယ်ဆိုရင်ဒီကစားမောက်အာဆင်လို့နောက်ရသည်မှာဆက်ပြီးတိုးနိုင်မယ်အတွေ့အကြုံရင် ကွင်းလေကစားသမားတဦးပေါ့လေအဲ့လို့ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးလိုချင်တဲ့သင်းတွေကလည်းအများကြီးရှိတယ်အကယ်၍ဆော်ဒီဘက်ကိုမသွားဘူးဥရောပမှာပဲဆက်ပြီးနေမယ်ဆိုရင်အီတလီဘက်မှာဆိုဂျူဗင်တက်ရှိတယ်လာလီဂါဘက်မှာဆိုရင်ဘာစီလိုနာနဲ့အက်တလက်တီကိုမက်ဒရစ်ရှိတယ်အဲ့လို့ဆိုဒီ၃သင်းကိုခဏဖယ်ထားပြီးတော့အာဆင်နယ်နဲ့ပဲဦးစားပေးပြီးတက်တန်းတိုးဖို့စဉ်းစားနေတာဖြစ်တဲ့အတွက်ဒီကစားသမားနဲ့တက်တန်းတိုးရေးကိစ္စကြီးကတော့အကြ ాయి ကျွန်တော်စောင့်ကြည့်နေကြရအောင်မလို့စောက်သားတဲ့နဲ့ပွဲမှာတိုင်ပါရင်အဖြူမဲတစ်ခုတဲတဲကူးဝဲတော့တွေ့ရဖို့ရှိတယ်အဲ့တော့ဒီကစားသမားကိုတော့ အာဆင်နယ်ကပေါင်45သန်းနဲ့2020တုန်းကဒလိုင်းဒေးမှာ surprise ဆိုပြီးခေါ်ခဲ့တာဗောလေအဲ့ဒီတုန်းကအတလက်တီကိုရဲ့ဒါနီးပြချုပ်လို့ပြောလို့ရတဲ့စီမိုနီကိုရင်ကတော်တော်လေးဒေါသထွက်နေခဲ့တာစပိန်ရဲ့ဥပဒေသားတွေကစာချုပ်ဖြတ်သိမ်းရေးပုံပြီးပြလို့ရှိရင်ကစားသမားကိုရောင်းကိုရောင်းရမယ်ဆိုတဲ့အချက်အရာကစားသမားကလည်းတွားချင်တာဖြစ်တဲ့အတွက်လက်လွတ်ခဲ့ရတာဗောလေအခုတော့သူတို့က free နဲ့ပြန်ခေါ်ဖို့အတွက်ပြင်ဆင်နေပါတယ်32ရက်ခါနာသားကတော့ဒီ ဂျွန်လ73ရက်နေ့ဆိုရင်အသက်32နှစ်ပြည့်တော်မှာပါဂါနာအသင်းအတွက်42ပွဲကစားထားပြီးတော့73ဂိုးသွင်းထားတယ်အာဆင်နယ်အသင်းအတွက်ဆိုရင်တော့ဒါတီကွာနဲ့ရောက်လာပြီးတဲ့ကလက်ရှိအခြေအနေဆိုရင်သူ့ရဲ့အကောင်းဆုံးရာသီလို့ပြောလို့ရတယ်ပွဲပေါင်း50ကစားထားတယ်53ပွဲပွဲထပ်ထားပြီးတော့၄ဂိုးသွင်းနှလုံးဖိုင်ထားတယ်အဝါကတ်ခွန်တက်ကထိထားပါလေဒီနေရာမှာတကူဂျာညက်ပြောချင်တာကတော့မက်ပါတီအာဆင်နယ်မှာတတန်းတို့ရတော့ကောင်းပါတယ်ဒါပေမဲ့သူ့ရဲ့ injury record တွေကြည့်တဲ့အခါမှာသူကတနှစ်ချောင်းဟိုတစ်ခါတော်တော်လေးနားရတာ သူရရောက်လာခြင်းနှစ်ဥမာပေါ့လေ2020 2021ဘောလုံးရာသီမှာတော့84ရက်နားရတယ်ဒါကနဲတာဒါပေမဲ့2021 22ဘောလုံးရာသီမှာ155ရက်အဲနောက်တစ်နှစ်ဖြစ်တဲ့2022 23ဘောလုံးရာသီမှာ31ရက်ပဲနားရတယ်ဒါပေမဲ့မှတ်နှစ်ကတော့145ရက်ဒီနှစ်မှာတော့6ရက်ပဲနားရတယ်နောက်နှစ်ဆိုလို့ရှိရင်တော့ဘလို့ဖြစ်လာမလဲမသိဘူးအဲ့တော့သူ့ရဲ့ injury record တွေကတော့တနှစ်ချားတစ်ခါရက်တော်တော်ကြာကြာနားရတဲ့ record ရှိတယ်အာဆင်နယ်ဒီဇိုင်းပတ်သက်ပြီးတော့တက်တန်းတူးသွားနိုင်မှာကျွန်တော်တို့စောင့်ကြည့်သွားတော့ပါပါ တတရမြောက်သတင်းတပုတ်ကတော့ AFP stat ကဖော်ပြထားပါလေဒါကအသင်းတွင်းက injury နဲ့ပြန်လာတဲ့ကစားသမားကြီးနဲ့ပတ်သက်ပြီးဖော်ပြထားတာကစားသမား၃ဦးပထမတစ်ယောက်ကတော့ခိုင်ရဘတ် ခွဲစိတ်ထားတဲ့တကောက်ကျော်တရားနဲ့အလျင်မြန်ပြန်လည်တက်တာလာခဲ့တဲ့ခံရံဘက်ကတော့ဒီနေ့မနက်ခင်းအစောပိုင်းအာဆင်နယ်တင်းရဲ့ fully training မှာဒီကစားမပါဝင်လာနိုင်ခဲ့တယ်။သုံးမသုံးတော့မသိဘူး။ဒါပေမဲ့သုံးမဆိုသုံးလို့ရလောက်တဲ့အထိအတင်းရဲ့ fully training မှာပြန်ပြီးအပြည့်အဝပါဝင်လာနိုင်ခဲ့တာပေါ့လေ။နောက်ထပ်တစ်ယောက်ကတော့ Declan Rice တကောက်ကျော်တရားထိထားခဲ့တဲ့နီးပါးအထိစိုးရင်ရတယ်ဆိုပြီးသတင်းတွေထွက်ခဲ့တဲ့ Declan Rice ကတော့အတင်းနဲ့ fully training ပြန်ပြီးပေါင်းနိုင်ခဲ့တယ်။နောက်ထပ်တကောက်ကျော်တရားတန်တရားရှိနေခဲ့တဲ့ Trossel လည်းဒီ season မှာပါဝင်လာနိုင်ခဲ့တယ်။ နောက်ထပ်တယောက်ဖြစ်တဲ့နောက်ဂျော်ဂျင်ယိုလည်းပါဝင်လာနိုင်ခဲ့တဲ့ကြားတယ်ဗောလေအဲ့တော့ဒီမှာတော့စိတ်မကောင်းစရာတခုရှိတာတော့မာတီနယ်လီကတော့အသေးစားထိုင်ရာတချို့ယာသွားတယ် နယူကာဆယ်အသင်းနဲ့ပွဲစဉ်မီပြန်ပါမပါတော့တစ်ချက်တော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့လေအဲ့တော့ဒူဘိုင်းထရိနီမှာတကောက်ကျော်တန်ရပြီးတော့ကာလာရှီနားနေခဲ့ရတယ်ဖေဖော်ဝါရီ16ရက်နေ့ကခွဲစိတ်မှုလုပ်ခဲ့ရတဲ့ခိုင်ယန်ဘက်ကတော့အခုဆိုရင်အာဆင်နယ်အသင်းရဲ့အသင်းလူစင်မှာပြန်ပါဖို့အတွက်အခြေအနေကောင်းနေပြီဒါပေမဲ့အာဆင်နယ်က risk ယူပြီးတော့မေလ16ရက်နေ့မှာကံမဲ့နယူကာဆယ်နဲ့ပွဲစဉ်မေလ25ရက်နေ့မှာကံမဲ့ဆောက်တာတန်အသင်းနဲ့ပွဲစဉ်တွေမှာထည့်ပြီးသုံးသွားမလားဒါမှမဟုတ်အနာပေးပြီးရာသီကြိုပွဲစဉ်တွေမှာပဲထရိနီပြန်လုပ်သွားမလားဆိုတော့ကျွန်တော်စောင့်ကြည့်သွားမှာပေါ့လေ25ရက်ရဲ့ဂျာမနီသားကတော့ ဒီရသည့်33ဝက်မှာပွဲပေါင်း30ပွဲထွက်ထားတဲ့15ကိုသမီတော့၄လုံးဖိုင်တာပါတယ်လက်ရှိအာဆင်နယ်အသင်းရဲ့တွင်းကိုအများဆုံးပလေယာဖြစ်ရှိနေပါတယ်ဒီကစားမရဲ့ injury history ကိုကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံး၄နှစ်တင်မှာတရသည့်ကိုရပ်ပေါင်း40 78ရက်12ရက်ပဲရှိပြီးတော့ဒီရသည်ကတော့135ရက်ထိအနိုင်ယူထားပါတယ် ဒီ season လေးကိုဒီကောက်ကွင့်ကြည့်ပောင်းပြီးတဲ့ show ball လုံး online အကျုံလဲကျေးဇူးတင်ပါတယ်အမဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်3993936တလုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေအဝရောက်နေပါတယ်ဘောလုံးပွဲတွေကိုအပျော်ပဲဖြစ်ဖြစ်တကယ်စီးပွားဖြစ်ဖြစ်ဆော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်လက်လက်ထဲထားတဲ့ရွှေဘောလုံးမှာလာပြီးကစားဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Gabriel Martinelli နဲ့ Premier League ကြီးငါးကြီးနဲ့ပတ်သက်ပြီးတွဲဆုံထားတဲ့ twin goal မှတ်တမ်းတွေကိုဖော်ပြပေးတော့မှာပါ Gabriel Martinelli ကခြေစမ်းဘလောက်ပဲကြပါပြောပြောအသင်းရဲ့ဒီ first line နဲ့ကစားသမားဖြစ်ပဲဖြစ်ဖြစ် super sub ဖြစ်ပဲဝင်လာတာ ဲဖြစ်ဖြစ်ကြီးငားကြီးနဲ့တွေ့တဲ့ခါမှာတော့ twin goal ဖန်တီးမှုတွေအမြင်လုံနိုင်ခဲ့ပါလေ twin goal နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ tottenham hotspur တင်ဘက်ကိုသူ့ရဲ့ကစားသမားဘွားတစ်ယောက်မှာတကိုးသွင်းထားနိုင်ခဲ့တယ် manchester united ဘက်ကို2 goal ချဲစီဘက်ကို2ဂိုးသွင်းထားပြီးတော့လစ်ပါဝူဘက်ကို8ဂိုးအထိသွင်းထားနိုင်ခဲ့တယ်။မန်ချက်စတာစီးတီးအသင်းဘက်ကိုတော့6ဂိုးသွင်းထားနိုင်ခဲ့ပါလေ။23နှစ်ရဲ့ဘရာဇီးသားကတော့2029ခုနှစ်ထိအာဆင်နယ်နဲ့တက်တန်းရှိသေးတယ်။ဒီယာသီ49ဝဲမှာ38ပွဲပွဲထပ်ထားပြီးတော့10ဂိုးသွင်း9လုံးဖိနှိပ်ထားပါတယ်။မနစ်ကတော့45ဝဲဝင်ကစားထားတယ်။အဲ့မှာ32ပွဲပွဲထပ်ထားပြီးတော့ဒါ8ဂိုးသွင်း9လုံးဖိနှိပ်ထားနိုင်ခဲ့ပါလေ။မနစ်ကတဲ့ဆိုင်တော့သွင်းဂိုးဖန်တီးဖို့ပိုပြီးမြင့်လာခဲ့တယ်။ ဒါပေမဲ့ဒီကစားမနဲ့ပတ်သက်ပြီးကျွန်တော်အားမရတာကအာဆင်နယ်ဖြစ်နေလို့ဖြစ်တာအာဆင်နယ်အသင်းရဲ့တောင်းဆိုမှုကအရင်မြင်ပါတယ်ရတဲ့ chance တွေမှာ3 chance 1 goal လောက်ထိတောင်းဆိုမှုမြင်ပါတဲ့အခါမှာသူ့ရဲ့ကန်သွင်းမှုတွေမတိကြတာ finishing အားနည်းတာတွေကပဲ twin goal ဖန်တီးမှုတွေဘလောက်ပဲလုံထားနိုင်ပါတယ်ပြောပြောအသင်းတော်တော်အများကြီးလိုအပ်နေတဲ့ ဘယ်တောင်မှတိုက်စစ်ဖြစ်နေပေါ့လေအဲ့အတွက်အဲ့ဒီနေရာနဲ့ပတ်သက်ပြီးအာဆင်နယ်ကလာမယ့်နေရာဒီမှာလည်းကစားသမားကောင်းတွေ quality မြင့် player တွေအားဖြည့်ဖို့တော့ရှိနေတယ်အမာတီနယ်လီကိုရောင်းချသွားမလားအရန်ကူမှာထားမလားဆိုတော့စောင့်ကြည့်သွားမှာပေါ့လေအရန်လှုပ်ပြေးလိုက်ရလောက်တဲ့အထိခြေစွမ်းညံ့နေတယ်မှာတော့မပါဘူးဒါပေမဲ့ဒီထက်ပိုပြီးတော့လိန်ခေါက်ဖြတ်ကျော်မှုတွေ finishing လုံးမှုတွေကိုတော့အာဆင်နယ်ပေးတက်တီကတော့သူ့စီကနေမြင်ကျင်တယ်ပေါ့လေသူကတော့အသင်းရဲ့ဒီမနက်ခင်းစောပိုင်း training မှာလုပ်ခဲ့တဲ့ fully training မှာဆိုရင်တော့အသေးစားဒဏ်ရာတချို့ရရှိသွားကြသည့်ရတယ်။ကိုယ့်အကူလမ်းလျှောက်ပြီးထွက်သွားဖြစ်တဲ့အတွက်အရင်မစိုးရိမ်ရဘူးထင်တယ်။နီကူကဆင်နဲ့ပွဲစဉ်ပြီးမာတီနယ်လီပြန်ပါလာမလားကျွန်တော်တို့စောင့်ကြည့်သွားမှာပါ။အဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။